္လာပါပရိသတ်ကြီးဒီနေ့တော့ကျမတို့အတူတူစုံစားခန်းကြီးတစ်ခုကိုထွက်ကြရအောင်ဘယ်လိုလဲဆိုတော့ကမ္ဘာပေါ်မှာလူသားတွေရောက်ရှိဖို့အခက်အခဲဆုံးစိန်ခေါ်မှုအများဆုံးနေရာ၅ခုကိုသွားကြည့်ပါပါဒီနေရာတွေကယာဒီဥတုကျန်းလန်းတာရောလူသူရောက်အောင်နေတာရောပတ်ဝန်းကျင်အခြေအနေတွေကြောင့်ပါလူတိုင်းအလွယ်တကူမရောက်နိုင်တဲ့နေရာတွေဖြစ်ပါတယ်အားကြောင့်ဒီစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုကိုသုံးထည့်ကြည့်ဖို့မမေ့ကြပါနဲ့နော် ်ပြီးတော့ဒီနေရာတွေကဘယ်နေရာတွေကိုတင်ကိုယ်တိုင်သွားချင်လဲဆိုတာကိုလည်းအောက်ကကွန်မန့်ထဲမှာပြောပြပေးပါဦးရှင်။စင်တင်ဖြစ်ပြီဆိုရင်သွားလိုက်ကြရအောင်။အနာတိကရေခဲပြင်များ Rock Island Shell ပထမဆုံးနေရာကတော့အနာတိကရေခဲပြင်များအထူးသဖြင့် Rock Island Shell ပါ။ဒီနေရာကကမ္ဘာတောင်ဘက်အဆုံဆုံးမှာရှိပြီ။ရေခဲပြင်တွေကဧရိယာအားဖြင့်စတုရန်ကီလိုမီတာ၄သိန်း9000လောက်ကျယ်ဝန်းပါတယ် ကျမတို့မြန်မာနိုင်ငံရဲ့အကျဲထက်နှစ်ဆလောက်ပိုကျယ်တယ်လို့ပြောလို့ရပါတယ်။ဒီနေရာကိုဘာကြောင့်အခက်ခဲဆုံးလို့ပြောရလဲဆိုတော့ပထမဆုံးရာသီဥတုကအရန်ကိုအေးပါတယ်။အပူချိန်ကအနုန်90ဒီဂရီဆက်စီးရဲ့အောက်ထိကျဆင်းနိုင်တာမို့တာမန်လူတွေတွားရင်အထူးပြုလုပ်ထားတဲ့အနှွေးတွေရိကရိယာတွေမပါရင်ရှင်တန်ဖို့ကိုမဖြစ်နိုင်ပါဘူး။ဒုတိယအနေနဲ့ဒီနေရာကိုရောက်ဖို့လမ်းကြောင်းကလည်းလွယ်ကူတယ်လို့တော့မထင်ပါနဲ့နော်။ တင်မောဒါမှမဟုတ်လေရင်နဲ့ရက်တော်ကြာခီးသွားရပြီးကုန်ကြစည်းကလည်းတန်းချီပေးရတဲ့အထိများလာပါတယ်။ပြီးတော့ဒီရေခဲပြင်တွေကအင်းငင်းမှုမရှိပါဘူး။ရေခဲတောင်ကြီးတွေပြိုကျပြီးပင်လယ်တွေပြုတ်ကျတာမျိုးဖြစ်တတ်တာကြောင့်အနေရလဲအရန်များပါတယ်။ဒါပေမဲ့ဒီနေရာကရာသီဥတုပြောင်းလဲမှုတွေကိုလေ့လာဖို့သိပ္ပံပညာရှင်တွေအတွက်အရန်ရေးကြီးတဲ့နေရာတစ်ခုပါ။ဒီလိုနေရာမျိုးကိုပြိတက်ကြီးအနေနဲ့သွားရမယ်ဆိုရင်ဘယ်လိုခံစားရမယ်ထင်ပါတယ်လဲ။အောက်ကကွန်မန့်မှာပြောပြပေးသွားပါဦးနော်။ နံပါတ်1မာရီယာနာ6ကမ်းပါချဲလင်ဂျာတိနောက်တနေရာကတော့မာရီယာနာ6ကမ်းပါတဲ့ကချဲလင်ဂျာတိပါဒီနေရာကကမ္ဘာအနှက်ဆုံးနေရာဖြစ်ပြီးအနောက်ပစိဖိတ်သမုဒ္ဒရာထဲမှာရှိပါတယ်အနက်ကတော့1940မီတာပေနဲ့ဆိုရင်36020ပေလောက်ရှိပါတယ်ဒါကအေရတ်တောင်ရဲ့အမြင့်ထက်3ဆလောက်ပိုနေတယ်လို့ပြောလို့ရပါတယ်ဒီနေရာကိုဘာကြောင့်အခက်အခဲဆုံးလို့ပြောရလဲဆိုတော့ဂေတုဖီအားကအရန်ကြီးမလုံးလို့ပါ ပင်လယ်ရေမျက်နှာပြင်ထက်အစတထောင်ကျော်ပိုများတဲ့ဖိအားကြောင့်တာမန်လူတွေရောက်ဖို့မဖြစ်နိုင်ပါဘူး။အထူးပြုလုပ်ထားတဲ့ရေငုပ်တင်မောများနဲ့သာသွားနိုင်မှာပါ။ဥပမာ1960ခုနှစ်မှာ Challenger တီးကိုပထမဆုံးအကြိမ်ရောက်ရှိခဲ့တဲ့ရေငုပ်တင်မော3 ST လိုမျိုး။ဒါမှမဟုတ်သမုတ်တရားရဲ့အနက်ဆုံးနေရာတွေကိုစူးစမ်းလေ့လာဖို့ဒီဇိုင်းထုတ်ထားတဲ့ဒီမြင့်တင်ဖတ်တာလိုရေငုပ်တင်မောမျိုးတွေနဲ့ပဲသွားနိုင်ပါတယ်။ဒါတော့သွားဖူးတဲ့သူကတချိုးရေလို့ရအောင်နေပါတယ်။ ပြီးတော့ဒီနေရာကလုံးဝမမိုက်ပြီးအခုချိန်ကရေခဲမှအောက်ထိရှိနိုင်ပါတယ်။ဒီလိုကောင်းဝင်းကျင်မှာဘလို့တတ္တဝါတွေရှင်သန်နေလဲဆိုတာသိပ္ပံပညာရှင်တွေတောင်အခုထိအတိအကျမသိရသေးတဲ့နေရာတစ်ခုပါ။ဒီနေရာကိုသွားဖို့တင့်မှာခွင့်ရရှိခဲ့ရင်သွားရဲပါမလား။ကျွန်မကတော့စဉ်းစားစရာတောင်မလိုအောင်ကြောက်စရာကောင်းတယ်လို့ခံစားရပါတယ်။ဘလို့ထင်မိပါသလဲရှင်။နံပါတ်3အေရတ်တောင်ခိတ်ဘီယွန်းတဲ့တက်ဆုံး ။တတိယနေရာကတော့ကမ္ဘာအမြင့်ဆုံးတောင်ဖြစ်တဲ့အေဝရက်တောင်ထိပ်ပါ။ဒီတောင်ကဟိမဝန္ဒတောင်တန်းနဲ့တစ်ဆက်သေးဖြစ်ကပင်လယ်ရေမျက်နှာပြင်အထက်1848မီတာ။ပေနဲ့ဆိုရင်2926ပေမြင့်ပါတယ်။ဒီနေရာကိုလည်းဘာကြောင့်အခက်ခဲဆုံးလို့ပြောရလဲဆိုတော့မီတာ8000ဒေါ်လာရင်တက်ဆုံးလို့ခေါ်တဲ့အောက်ဆီဂျင်အလုံးလောက်မရှိတဲ့နေရာကိုရောက်ရှိသွားမှာပါ။ဟိမလူတယောက်ကအောက်ဆီဂျင်ဘူးတာမပါရင်မိနစ်ပိုင်းတွင်အသက်ဆုံးရှုံးနိုင်ပါလေ။ ဒါအပြင်ရုတ်တရက်မုန်တိုင်းတွေလေပြင်းတွေနဲ့အေးခဲတဲ့ရာသီဥတုကြောင့်နှင်းကြိုက်တာခန္ဓာကိုယ်ပူချိန်ကျဆင်းတာမျိုးတွေလည်းဖြစ်တတ်ပါတယ်ဒီတောင်ကိုတက်ဖို့ဆိုရင်ကိုယ်ကာယတန့်ခိုင်မှုစိတ်ကြက်တန့်ခိုင်မှုပြီးတော့ရာသီဥတုနဲ့လိုင်ရောညီထွေနေနိုင်ဖို့လေ့ကျင့်မှုတွေလည်းလိုအပ်ပါတယ်ဒီလိုပြင်ဆင်ပြီးမှတက်ကြတာတော့တောင်တက်သမားတွေက10ယောက်မှ10ယောက်လောက်ကတေဆုံးဆုံးရှိတယ်လို့စည်ရင်းတွေမှာဖော်ပြထားကြပါတယ်ဒီလိုနေရာမျိုးကိုတက်ဖို့ပဲတဲ့သူတွေကိုသင်ဘယ်လိုချီးကျူးမလဲ။ ကျမကတော့သူတို့ရဲ့တတိကိုအရန်လေးစားမိပါတယ်။နံပါတ်၄ဒန်ဒီချိုင်ဝမ်အီသီယိုးပီးယားစရုပ်တဲ့နေရာကတော့ဒန်ဒီချိုင်ဝမ်ပါ။ဒီနေရာကအီသီယိုးပီးယားနိုင်ငံရှေ့မြောက်ပိုင်းမှာရှိပြီးကမ္ဘာအပူဆုံးအချောက်ပြေဆုံးနေရာတွေထဲကတစ်ခုပါ။အပူချိန်က90ဒီဂရီဆက်စီရဲ့ထက်ကျော်လွန်နိုင်တာမို့နေကင်းဘက်ဆိုရင်လူတွေအတွက်မခံမရနိုင်လောက်အောင်ပူပါရတယ်။ ဒါအပြင်ဒီနေရာမှာအီတာလီလိုအသက်ဝင်နေတဲ့မိတော်တွေလည်းရှိပြီးအစိမ့်တဲ့ဓာတ်ငွေတွေထွက်နေတဲ့အဆစ်စိတ်ရေကန်တွေလည်းအများပြားရှိနေပါတယ်။ဒီလိုမျိုးဘူမိပေဒါဆိုင်ရာလှုပ်ရှားမှုတွေများတာကြောင့်လည်းအနေရကပိုများပါတယ်။ပြီးတော့ဒီနေရာက အီရီထရီးယားနဲ့နယ်စပ်နားမှာရှိတာမို့နိုင်ငံရေးမတည်ငြိမ်မှုတွေရှိတတ်ပြီးခီးသွားဖို့ပိုခက်ခဲစေနိုင်ပါတယ်။ဒါပေမဲ့ဒီနေရာကကမ္ဘာပေါ်မှာတခြားနေရာတွေနဲ့မတူတဲ့ထူးခြားတဲ့ရှုပ်ရင်းတွေရှိပါတယ်။ မီးတောင်ချော်ရည်တွေစီးစင်းနေတာတွေနဲ့အယောင်စုံစိတ်ရေကန်တွေကတကယ်ကိုမျက်စိပဒါနာဖြစ်เสียရပါဒီလိုနေရာမျိုးကိုတင်သွားပို့ရင်ဘယ်လိုခံစားရမယ်ထင်မိပါသလဲစမောင်းကတော့ဒီလိုအပူဒဏ်ကိုခံနိုင်ဖို့စိတ်ကူးတောင်မရင်နိုင်ဘူးလို့ထင်မိပါတယ်ဒါဆိုခုနောက်ဆုံးဒေတာကိုလေ့လာလိုက်ရအောင်နောက်ဆုံးနေရာကိုပြောမပြရသေးခင်ပါကျမတို့ channel ကိုလည်း like subscribe လုပ်ပေးခဲ့ပါဦးရှင်။နံပါတ်5 အမေဇုန်မိုးတက်တော်အတွင်ပိုင်းနောက်ဆုံးနေရာကတော့အမေဇုန်မိုးတက်တော်အတွင်ပိုင်းပါဒီနေရာကတောင်အမေရိကတိုက်မှာရှိပြီးကမ္ဘာကြီးဆုံးအပူပိုင်းမိုးတက်တော်ဖြစ်ပါတယ်ဒီထဲမှာသိပ္ပံပညာရှင်တွေနဲ့လေ့လာရေးသမားတွေတောင်လေ့လာမထားရသေးတဲ့နေရာတွေအများကြီးကျန်ရှိနေပါသေးတယ်ဒီနေရာကိုဘာကြောင့်အခက်အခဲဆုံးလို့ပြောရလဲဆိုတော့ထူထပ်တဲ့တက်တော်တွေကြောင့်လမ်းကြောင်းရှာဖို့အရန်ခက်ပါတယ်။တွင်းပိုင်းမှာလမ်းတွေအဆောက်အအုံတွေဆိုတာမရှိသလောက်ပါ ပြီးတော့အတွင်းပိုင်းမှာအန္တရာယ်ရှိတဲ့တော်ရိုင်းတိရစ္ဆာန်တွေအများကြီးရှိနိုင်ပါတယ်။ငွေဟောက်တွေအင်းဆက်ပိုးမွှားတွေအသားစားတွေပီယန်နာငါးတွေလိုသတ္တဝါတွေကခီးသွွားတွေအတွက်ချင်းချောက်မှုတစ်ခုဖြစ်စေပါတယ်။ဒါပေမဲ့ဒီနေရာရဲ့ကောင်းကွက်ကကမ္ဘာကိုအောက်ဆီဂျင်ထုတ်ပေးတဲ့အဓိကနေရာတစ်ခုဖြစ်ပြီးမျိုးစိတ်ပေါင်းတောင်းချီရှိတဲ့ရေဟာစနစ်တစ်ခုကိုလည်းထိန်းထားပါတယ်။ဒီလိုနေရာမျိုးကိုသွားဖို့တင်ပြင်ဆင်မယ်ဆိုရင်ဘာတွေကိုယူသွားမယ်တွေးထားလဲရှင်။စမောင်းကတော့အနည်းဆုံးဓာတ်တလက်နဲ့ ရှင်စေးတပူတော့မပါမဖြစ်ယူသွားမှရမယ်လို့ထင်မိပါတယ်။ခုဆိုရင်တော့ကဘာပေါ်ကလူသားတွေရောက်ရှိဖို့အခက်အခဲဆုံးနေရာ၅ခုကိုကျမတို့အတူတူတွားရောက်လေ့လာခဲ့ပြီးပြီပဲဖြစ်ပါတယ်။အနာဒီကရဲ့ရေခဲပြင်ကြီးတွေကဆလို့မေဇုံမိုးတက်တော့အထိနေရာတိုင်းမှာထူးခြားတဲ့စိန်ခေါ်မှုတွေရှိနေတာကိုလည်းတွေ့ခဲ့ရမယ်လို့ပြောကြည့်ပါတယ်။ ဒါဆိုရင်ဒီနေရာတွေတဲကမင်းနေရာတွေကများပရိသတ်ကြီးကိုတကယ်သွားရောက်လေ့လာခြင်းအောင်ဆွဲဆောင်နိုင်ခဲ့လဲဆိုတာကိုအောက်ကကွန်မန့်မှာရေးပေးခဲ့ပါဦးမော။ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင်တော့ကျမတို့ channel ကို like လုပ်ပေးပြီးစာရင်းသွင်းထားခဲ့ပါဦးမော။နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်။ကျေးဇူးတင်ပါတယ်ရှင့်။